်မင်္ဂလာပါခင်ဗျာ AR ကအပတ်စဉ်တင်ဆက်နေတဲ့ Editor စကားဝိုင်းအစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်မှာတော့နေပြည်တော်ကငင်းငင်းဖိုရန်ဘဲကိုဥတီတယ်လဲဆိုတဲ့ကောင်းစဉ်နဲ့ကျွန်တော်တို့ဆွေးနွေးသုံးသပ်သွားကြဖို့ရှိပါတယ်ကျွန်တော်ကတော့ AR မြန်မာပိုင်း Editor ကြော်ခါပါကျွန်တော်နဲ့အတူတူဆွေးနွေးမဲ့သူကတော့ AR ရဲ့ Editor ချုပ်ကောင်စောဖြစ်ပါတယ်ကောင်းသောမင်္ဂလာပါမင်္ဂလာကိုကြောက်အခုတည်ပြီးသားအတိုင်းပေါ့လေ ဒီနေပြီးတော့မှဒီအနာတိန်စစ်ကောင်စီကဦးစီးကျင်းပါတဲ့ဒီညဉ့်ညဉ့်ဖိုရန်2025ပေါ့လေဒီဇွန်လ25ရက်နေ့ကနေပြီးတော့29ရက်နေ့ထိ3ရက်တန်ကျင်းပါတဲ့ဖိုရန်ပေါ့လေဆိုတော့ဒီဖိုရန်ကိုလူပေါင်း220ကျော်ဖိတ်ထားတယ်ဆိုတော့ဟိုလည်းကျွန်တော်တွေ့ရတယ်ဒါပေမဲ့အဲ့မှာဘသူတွေတက်တယ်လဲဟလာဘသူတွေကမတက်ဘူးလဲ ဒီဖူရန်ကရောဘယ်အတွက်ဥတီပီကျင်းပါတယ်လဲဒါနဲ့ပတ်သက်ပြီးအရင်ဆုံးဆွေးနွေးပေးပါဦးဟုတ်ဆိုတော့ဒီပီဆိုရန်ကတော့2026မှာကျွန်တော်တို့တွေ့ရမယ်ရွေးကောက်ပွဲခင်းချင်းအရွေးကောက်ပွဲအတွက်ကြိုပြင်တဲ့ဖူရန်လို့ပဲကျွန်တော်ပြောခြင်းတယ်နိုင်ငံတကာပညာရှင်တွေလာတယ်နောက်ပြီးတော့ကျွန်တော်တို့တရုတ်အိန္ဒိယထိုင်းရုရှားအဲ့ဒီကကိုယ်စားလေးလာတာကျွန်တော်တွေ့ရတယ်အထူးသဖြင့်တရုတ်နိုင်ငံကအထူးကိုယ်စားလေးဟလား တင်းရှိချင်းကိုရင်လာတာရှိတယ်။ပြည်တွင်းမှာဆိုရင်တော့ဒီကြက်ခိုင်ဖုံမျိုးပါတီပေါ့နော်။ပြီးတော့မက်ဘုတ်တင်ထားတဲ့ပါတီတက်ရောက်လာကျွန်တော်တို့တွေ့ရတယ်။ဆိုတော့အဲ့ဒီထက်မှာတိုင်းသားလက်နက်ကိုင်အဖွဲ့အစည်းတက်တယ်လို့ဆိုတော့လဲပဲစစ်တပ်ကိုတိုက်နေတဲ့အဖွဲ့အစည်းတွေမပါတာကိုကျွန်တော်တို့တွေ့ရတယ်။ဒီ Peace Forum ရဲ့အကြံအမနော်အဓိကတော့ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးဆိုတာပဲဖြစ်တယ်။ဆိုတော့ရွေးကောက်ပွဲမကျင်းပခင်မှာစစ်ကောင်စီအနေနဲ့ဒါကြိုးရင်ကျင်းပနေတဲ့ခြေစမ်းပွဲလေးတွေ ဟလာနိုင်ငံတကာရဲ့ထောက်ခံမှုရဖို့အတွက်ပြည်တွင်းမှာလည်းဟလာပြည်တွင်းမှာဆိုရင်လည်းဒီရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးဒါအပြင်ကြဲကြဲပြန့်ပြန့်ကျင်းပနိုင်ရေးဆိုတဲ့စကားလုံးပေါ့နော်ဆိုတော့အတိုင်းအတာဘယ်လောက်တိသူကျင်းပနိုင်မလဲဆိုတော့သူတို့စပြီးသွေးလို့ဆန်းနေအကဲဆန်းနေတဲ့ peace forum လို့တော့ကျွန်တော်အလိုပဲမြင်ပါတယ်ဆိုတော့ဒီ forum ကျင်းပတဲ့ပထမရက်မှာပဲဟလာဒီ peace forum ဆိုပြီးတော့ခေါင်းစဉ်တည်ပြီးမြဲအဲ့ကျင်းပတဲ့ပထမရက်မှာပဲ စစ်ကောင်စီကအရက်ဘက်ပြစ်မှတ်တွေကိုဘုံလိုက်ကျဲသွားတာကျွန်တော်တွေ့ရတယ်အထူးသဖြင့်တော့ဟလာကရပြည်နယ်ဖားဆောင်မြို့နယ်ဒီမော်ချီခဲရင်ကိုကျဲသွားတာပေါ့လေအဲ့မှာဆိုလို့ရှိရင်လည်းဒီရက်သားခဲလုတ်သားတွေခုနှစ်ယောက်လောက်တိတ်ပြီးတော့20ကျော်လောက်ဒဏ်ရသွားတာကျွန်တော်တွေ့ရတယ်နောက်တစ်ခုအချိန်ထဲမှာပဲလာမန်လေးတိုင်းမုကုတ်မြို့ဘော်ကလူနေရက်ကွက်ကိုလည်းဘုံကျဲတိုက်ခိုက်သွားတာကျွန်တော်တွေ့ရအဲ့မှာတော့ကလေးတွေပါဝင်ထိခိုက်ဒဏ်ရာရရှိတဲ့သူတွေလည်း တွေ့ရတယ်။အော်တစ်ဖက်မှာခုနပြောလိုပဲညဉ့်ညဉ့်ဖိုရန်ဆိုပြီးကောင်းစင်တဲပြီးကျင်းပနေပြီမြဲတစ်ဖက်မှာစစ်တပ်ကလီတက်ကနေပြီးတော့ဘုံလိုက်ကျဲနေတာတွေလည်းကျွန်တော်တွေ့ရတာပေါ့လေ။ဒါ့အပြင်အခုဒီဆွေးနွေးဒီဆွေးနွေးဝဲကိုညဉ့်ညဉ့်ဖိုရန်ပေါ့နော်။ညဉ့်ညဉ့်ဖိုရန်ကိုတိုင်းသားကိုယ်စားလှယ်တချို့တက်တယ်လို့ပြောပြင်မြဲဒီနေ့စစ်ကောင်စီကိုတိုက်နေတဲ့တနက်ငယ်အဖွဲ့စည်းတွေတစ်ဖက်မှာတက်တာကျွန်တော်တို့မတွေ့ရဘူး။တိုက်ခိုင်နိုင်ငံရေးအင်အားစုတွေဆိုရလဲရှိရလဲမတွေ့ရဘူး။ တိုက်ခင်အရန်စုတွေအပြင်အရင်တော့အရင်အစိုးရဒေါ်စန်းစုကြည်တို့အစိုးရကသူတွေအများစုကလည်းလက်ရှိထောင်ထဲမှာအကျဉ်းကျနေတာဖြစ်တယ်ဆိုတော့နိုင်ငံချင်းသားပေါင်းနှစ်တောင်းကျော်အကျဉ်းကျနေတဲ့အချိန်ပေါ့နော်အဲ့ဒီအချိန်မှာဒီ peace forum ဆိုတာကိုသူတို့ကျင်းပတယ်ခုနကကိုကျော်ကပြောသွားသလိုပဲအဇက်တိုက်ဘုံကျဲတာတွေကလည်းနေ့စဉ်လိုလိုကျွန်တော်တို့တွေ့နေရတဲ့အချိန်လို့တော့ကျွန်တော်တို့ပြောလို့ရပါတယ်ဒါပေမဲ့ထူကြတာကတော့ကျွန်တော်တို့ဒီစစ်ကောင်စီခေါင်းဆောင်ဘူဂျိုကြီးမင်းအောင်လာရဲ့မင်းကွန်းပေါ့နော် အဲ့ဒီမိန်ကွန်းကထူကြတယ်လို့ထင်တယ်အဲ့ဒီမိန်ကွန်းကိုတေးချာပြင်ပြီးတော့သူရွက်ကောက်ပဲသွားမယ်ဆိုတော့ရွက်ကောက်ပဲမဖြစ်ဖြစ်အောင်လုပ်မယ်ဆိုတော့သူ့ရဲ့ message ပေါ့နော်အဲ့ဒါကိုကျွန်တော်တို့တွေ့ရတယ်အဲ့ကြောင့်ကျွန်တော်တို့ဆွေးနွေးအောင်ဟုတ်ကဲ့ဒီသူ့ရဲ့ဒီမိန်ကွန်းထဲမှာဆိုလို့ရှိရင်လည်းအဓိကသူပြောသွားတာကဒီ democracy federal စနစ်ကိုအခြေခံတဲ့ပြည်ထောင်စုနိုင်ငံထူထောင်ဖို့ကြီးမားချက်ရှိတယ်လို့လည်းပြောသွားတယ်ဒါပေမဲ့ပြဿနာကဘာလဲဆိုတော့ဒီသူ့ရဲ့မိန်ကွန်းကြီးတစ်ခုလုံးကိုကြည့်လိုက်မယ်ဆိုလို့ရှိရင် ော်တော်လေးကိုတည်တည်တက်တက်နဲ့ဟိုကောင်းကောင်းမွန်မွန်လှုပ်သွားတာတွေ့ရပါတယ်ဒီဒါကတော့ဒီစစ်ကောင်စီဘက်ကကြည့်ရင်တော့သူ့ရဲ့မင်းကတော်တော်လေးကောင်းတယ်လို့ပြောလို့ရတယ်သူနိုင်ငံတကာကိုလည်းသူစီးယုံနိုင်ဖို့အတွက်ဒီဟာကိုတေချာလှုပ်ထားတယ်လို့မြင်ရတာပေါ့တကယ်တမ်းနော်တိုက်ခိုင်ရင်အားစုတွေနဲ့တိုင်းသားလက်နက်ကန်တွေဘက်ကကြည့်မယ်ဆိုလို့ရှိရင်ဒီဟာကြီးကတော့အဟောင်းကြီးဇလန်ဟောင်းကြီးကိုနော်နည်းနည်းလေး edit လုပ်ပြီးတော့ပြန်ရောင်းတဲ့သဘောမျိုးကိုကျွန်တော်တွေ့ရတာပေါ့နော်သူ့ရဲ့ main gun နဲ့အဲထဲမှာပြောသွားတယ်ခုနကလို federal ကြည်တော်စုလို့ ဒီမိုကရေစီရေးလို့ပြောတဲ့ကိစ္စတွေကလည်းလက်တွေ့အခြေအနေလက်တွေ့လှုပ်ဆောင်နေတဲ့အချက်လက်တွေနဲ့ကြည့်မယ်ဆိုလို့ရှိရင်တော်တော်လေးကွဲလွဲနေတာဖြစ်တဲ့အတွက်ကြောင့်လူပြောများလူပြောစရာတော့ဖြစ်တာပေါ့လေဟုတ်ဆိုတော့သူပြောတဲ့မိန်ကုန်းကိုပြန်ကြည့်မယ်ဆိုရင်ဒီနှစ်အကုန်ပိုင်းနဲ့နောက်နှစ်ဆန်းပါပေါ့နော်ရွက်တော်ဘုရင်ပါမယ်လက်ရှိကျင့်သုံးနေတဲ့မဲအများဆုံးအနိုင်ယူစနစ် PR လို့ခေါ်တဲ့အချိုးကျ ကိုစားပြုစနစ်ကိုလည်းကျင့်သုံးမယ်လို့သူကပြောသွားတာတွေ့ရတယ်ဆိုတော့မေးချင်တာပါလဲဆိုတော့2008ခရီးက2500ခန်းလုံးယူထားတဲ့စစ်တပ်ကအခုလိုကြီးကြီးကျယ် trap ပြောတာပေါ့နော်ပြောတော့ပဲကျင်းပပေးမယ်အချိုးကျစနစ်လည်းရှိမယ်ပြီးတော့အများဆုံးစနစ်လည်းရှိမယ်ဆိုပြန်ကြည့်မယ်ဆိုရင်အနည်းဆုံးတကယ်တကယ်တော့သူတို့ကကိုဖဲကိုကိုချိုးတာရေကောက်ပဲဖြစ်မှာပဲလို့ပြောလို့ပြောလို့ရတော့တေချာတော့ तू တုံးသွားတဲ့စကလုံးထဲမှာဆိုလို့ရှိရင်လေတရားမျှတပြီးလွတ်လပ်တဲ့ ရွေးကောက်ပွဲဖြစ်မယ်လို့ပြောတယ်ခုနကကွန်ဆော်ပြောသလိုဆိုလို့ရှိရင်25ရာအကန့်နှုန်းဒီထဲမှာဝင်နေပြီးတော့ကိုယ်တိုင်ဟိုဖဲဝိုင်းထောင်ပြီးတော့ကိုယ်တိုင်ဖဲချိုးတဲ့အကွက်ကဘယ်ချင်းနေမှာတရားမျှတပြီးလွတ်လပ်တဲ့ရွေးကောက်ပွဲဖြစ်မှာလဲဆိုတော့မေကွန်ထုတ်เสียပါဘောလေဟုတ်ဒါအပြင်သူကအလုံးတန်တရားရှိနေတဲ့ဟလာမနစ်ကအထိဒီနေ့စမ်းတီမေးနေတဲ့ မြန်မာနိုင်ငံမှာရွေးကောက်ပွဲတကယ်ကျင်းပနိုင်မှာမလားဆိုတော့တန်တရားရှိတဲ့မေးခွန်းတွေကိုပြပမှာပြတွင်းမှာမေးနေတဲ့မေးခွန်းပေါ့နော်အဲ့ဒီမေးခွန်းကိုသူကပြန်ဖြေရတာပါလဲဆိုတော့2010 2015 2020, 2020ရွေးကောက်ပွဲတွေမှာလဲတနိုင်ငံလုံးအတိုင်းအတာတစ်ခုအထိရာနှုန်းပြည့်ဆောင်ရွက်နိုင်ခြင်းမရှိဘူးပေါ့နော်ဒါကြောင့်အခုတစ်ခေါက်မှာလဲ2025 2026မှာလဲအခုတို့ကျင်းပမယ်ဆိုရွေးကောက်ပွဲကိုကြဲကြဲပြန့်ပြန့် ကျင်းပနိုင်မှုသူတို့စူးစမ်းဆောင်ရွက်နေတယ်ပြင်ဆင်ဆောင်ရွက်နေတယ်ဆိုတော့ထည့်ပြီးပြောသွားမျိုးတွေ့ရတယ်နောက်စကားတစ်ခုကတော့ inclusive national dialogue ဆိုစကားလုံးပြောသွားတာတွေ့ရတယ်ဒါပေမဲ့အဲ့လိုမျိုးအားလုံးပါဝင်တဲ့ dialogue တခုဖြစ်ဖို့ဆိုတော့လေအခုအချိန်မှာခုနပြောခဲ့သလိုပဲတော်ဆန်းစုကြည်ပါဝင်နိုင်ငံရေးအကျဉ်းသားများစွာအစိုးရခေါင်းဆောင်များစွာကအခုချိန်ထိထောင်ထဲမှာပဲအကျဉ်းချနေစေဖြစ်ပါတယ်ဘလို့ဖြစ်ပြီးကျွန်တော်တို့ inclusive အားလုံးပါဝင်တဲ့ dialogue တခုတော်လို့ရမှာ ဒါတည်းမေကွန်းထုတ်စံဖြစ်နေတယ်ဆိုတော့သူ့ရဲ့မေကွန်းကို ကြည်လိုက်မယ်ဆိုလို့ရှိရင်တော့သူပြောသွားတာတွေကတကယ်ကိုရှွန်းရှွန်းဝေပြီးတော့ဟလာဒီတကယ်တမ်းနိုင်ငံဒီမြန်မာပြည်ရဲ့လက်ရှိအခြေအနေကိုမသိတဲ့လူတွေဆိုတော့တော်တော်လေးကိုအထင်ကြီးသွားနိုင်စရာလက်ခံနိုင်စရာဖြစ်သွားနိုင်ခြင်းရှိတယ်ပေါ့နော်မြန်မာပြည်သူတွေနဲ့ဒီအတိုက်ခံနိုင်ငံရေးအင်အားစုတွေတိုင်းသားလက်နက်ကန်တွေကတော့အကြောင်းသိဖြစ်တဲ့အတွက်ကြောင့်ဒီအောင်မြင်တော့ပြုံးမိမယ်လို့ပဲအဲတုံးသက်ရတယ်။ဘာကြောင့်လဲဆိုတော့ဒီထဲမှာပြောထားတဲ့ထဲမှာငင်းချမ်းရေးဆိုတဲ့အတုံးနှုံးတွေဒီ ဟိုနိုင်ငံရေးပြည်ထောင်နိုင်ငံရေးစပွဲဝိုင်းပေါ်မှာပဲတွေ့ဆုံဆွေးနွေးအပြေရှားရမယ်ဆိုတာမျိုးတွေပြောသွားတာတွေ့ရတယ်ဒါပေမဲ့ဒီဟာတွေကပြီးခဲ့တဲ့ဒီဥသိမ်းစိန်အစိုးရလက်ထက်မတိုင်ခင်နဲ့ဒီနိုင်ငံရေးစပွဲဝိုင်းတွေကိုဖန်တီးခဲ့တာဒီစပွဲဝိုင်းဆွေးနွေးပွဲတွေလုပ်ခဲ့တာရှိတယ်ဒီဆွေးနွေးဝိုင်းတွေမှာဆိုလို့ရှိရင်လည်းအပြစ်ခက်ရစဲရဲဖြစ်ဖြစ်ဖက်ဒရယ်အရေးနဲ့ပဲဖြစ်ဖြစ်အဓိကခလုတ်တိုက်ပြီးတော့ဒီ ကပြက်ရပြက်လုတ်ခဲ့တာစစ်တက်ပဲဆိုတာကိုတိုင်းသားလက်နက်ကိုင်တွေကတစ်ချိန်လုံးပြောလာတာပေါ့နော်အဲဒါကြောင့်ပြောတာပါသူ့ရဲ့ဒီမိန်ကုန်းကိုကြည်နဲ့စာသားတွေကိုနားထောင်မိတဲ့လူတွေကပြုံးမိကြလိမ့်မယ်လို့ပြောတာနောက်တစ်ခုကကြတော့ဟလာဒီဟိုငငယ်ငယ်နဲ့ပတ်သက်ပြီးတော့လေပြပနိုင်ငံနေလဲဆွတ်ဖက်မှုမရှိစေရဘူးဩဇာလွှမ်းမိုးမှုမရှိစေရဘူးပေါ့နော်ဒါကြောင့်မျိုးပြောသွားတာကိုလည်းကျွန်တော်တွေ့ရအဲတော့လူချင်းတော်ပြက်လုံးပေါ့နော်ပြောရမယ်ဆိုရင်တော့ဒီငငယ်ငယ်ဖော်ဆောင်အောင်ပါ ပြပကပြင်ပကစွတ်ဖက်မှုတွေမရှိဖို့လိုတဲ့အကြောင်းနဲ့နိုင်ငံကောင်နဲ့တာဟာဆတာဖြစ်ဖို့လိုတယ်သူကပြောသွားတယ်။ဒါအပြင်အဲ့လိုနေငယ်ပေါ်ဆောင်မှာလဲဩဇာကမဖြစ်ဖို့အထူးလိုအပ်တယ်ဆိုတာကိုသူတတိပေးသွားတာကျွန်တော်တွေ့ရတယ်ပေါ့အဲ့တော့ကျွန်တော်ပြောတဲ့နိုင်ငံနေရဩဇာကမဖြစ်ဖို့အဲ့ဒီပီးဆိုတော့မလာခင်မှာတရားအားထုတ်ခဲ့တဲ့တရားအားထားခဲ့တဲ့သူကဒီစကားကို track ပြောတာကိုကျွန်တော်တွေ့ရတယ်ဆိုတော့ ဆက်ပြီးပြောမယ်ဆိုရင်အခုကျွန်တော်တို့ခုနပြောသွားလို့ပဲအတရုတ်ရဲ့အိန္ဒိယရဲ့ထိုင်းရဲ့ရုရှားရဲ့ဒီ peace forum ကိုအထူးပြုပြီးလာတက်ကြတယ်အဲ့ဒီမှာအဓိကကြတာတော့တရုတ်ပဲတရုတ်ကအခုစစ်ကောင်စီလုံးမဲ့ရေကောက်ပွဲမှာသူကဘေးနားနဲ့ဘလောက်ဝိုင်းဝန်းဝိုင်းဝန်းပေးနေတယ်ဝိုင်းဝန်းပေးနေတယ်ဆိုတာကျွန်တော်တွေ့ရတာဖြစ်ပါတယ်ဟုတ်ကဲ့ဒီမှာအကောင်ဆုံးပြောသလိုပဲခုနဒီတရုတ်အာရှရေးရအထူးကိုယ်စားလှယ် Mr. Tin Shi Jun တက်တယ်တက်တဲ့အခါမှာဒီ ီပွဲကိုတက်ခဲ့တဲ့သူတွေကပြန်ပြောတာကတော့ तू ကဒီ तू ပြောခွင့်ရတဲ့အချိန်မှာ तू ကသူ့ရဲ့တရုတ်နိုင်ငံရဲ့အခမ်းအနားအနေနဲ့ तू ပြောသွားတာပေါ့လေအဲ့ဒီအချိန်မှာဒီရွေးကောက်ပွဲကိုထောက်ခံတယ်ရွေးကောက်ပွဲကိုမြ мян ဟိုဖြစ်မြောက်စေခြင်းနဲ့ဆိုတော့သဘောမျိုးပြောသွားတာတွေ့ရတယ်လို့ပြောတယ်ဆိုတော့ဒါကတော့ဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့နောက်ွယ်ကဒါတရုတ်နိုင်ငံရဲ့သဘောထားလို့ပဲသုံးသပ်လို့ရတာကျွန်တော်တို့ဒီအကြောင်းလည်းဆွေးနွေးခဲ့ဘူးတယ်ပေါ့နော်ဆိုတော့ဒါတရုတ်နဲ့လှုပ်ထားတဲ့ဘေးအယူလည်းဖြစ်တယ် ဒါကြောင့်လည်းလွန်ခဲ့တဲ့လတွေကနေစပြီးတော့ဒီ EO EO ဖွဲ့တွေကိုဟလာဖျားပေးခဲ့တယ်တယောက်ကနေပြီးတော့ဟလာဥပမာပြောရင်လာရှိုးပြန်ပြီးတော့အခဲတဲ့ကိစ္စမျိုးတွေရှိတယ်။နောက်ပြီးတော့လက်ရှိ စစ်ကောင်စီကိုဆက်ပြီးတိုက်နေတဲ့ KIA နဲ့ AA ကိုအခုလုံနေတဲ့စစ်စင်ရေးအားလုံးရက်ဖို့ဆိုတော့အခုတရုတ်ထူးကုစလေကတွေ့တဲ့ခါတိုင်းမှာအကြီးအကျယ်ဖျားပေးတာကိုကျွန်တော်တွေ့ရတယ်။ဆိုတော့ ။တဘောကတော့ဒီရွေးကောက်ပွဲမတိုင်ခင်မှာတိုင်းပြည်အနှံ့အပြားမှာတည်ငြိမ်ရမယ်။ဒါမှပဲစစ်ကောင်စီကရွေးကောက်ပွဲကိုကြေကြေပြန့်ပြန့်လုပ်နိုင်မယ်ဆိုတာကိုတရုတ်ကမြင်တယ်။ဒါကြောင့်လည်းတရုတ်ကကြားနေပြီးတော့ဝင်ကူနေတာကိုကျွန်တော်တွေ့ရတယ်။ပြီးတော့စစ်ကောင်စီကလည်းတရုတ်ရဲ့အားအောင်ယူပြီးတော့ရွေးကောက်ပွဲသူတည်နေရတာပေါ့။အဲ့ဒါကိုကျွန်တော်တွေ့ရဖြစ်ပါတယ်။ခုနကကိုအောင်စောပြောသလိုပေါ့လေဒီပြပဒီငင်းငင်းကိစ္စနဲ့ဆောင်ရွက်တဲ့အခါမှာ မပြပဝင်ရောက်ဆက်ဖက်ခွင့်မရှိရဘူးဆိုတော့ဟာမျိုးပြောမယ်ဆိုရင်လာဒီခုနကွန်ဆော်ပြောခဲ့တယ်လို့ပဲဒီလာရှိုးကိစ္စမှာလည်းတရုတ်ကဝင်ဆက်ဖက်တာမှာလာရှိုးမျိုးပေါ်အထိရောက်ပြီးတော့ဒီ MNDA တက်တင်နောက်ဆုတ်ခံပြီးတော့စစ်တပ်ကိုဟိုလွတ်လွတ်ကင်ကင်ဝင်လို့ရအောင်ဒီဖန်တီးပေးသွားတဲ့ဟာမျိုးတွေရှိတယ်။နောက်ခုနပြောတယ်လို့ပဲဒီ KIA လား TNLA ဒီအခုဒီဆွေးနွေးပွဲကိုတက်ခဲ့တဲ့ဝရောမိုင်းလာတို့အကုန်လုံးက တရုတ်ရဲ့ PR ပေးမှုကိုခံနေရတယ်ဒေါ်လာရေးကိုမကူညီကြဘူး NUG နဲ့ပတ်သက်တဲ့ PDF တွေကိုမကူညီကြဘူးဒါတွေကိုလည်းကြီးကြီးကျယ်ကျယ်ကိုတရုတ်က PR ပေးထားတာရှိတယ်ဆိုတော့ဟိုတရုတ်ရဲ့ဝင်ရောက်ဆွတ်ဖက်မှုကိုလည်းကျွန်တော်မြင်ရတယ်ခုနကသူကဩဇာကံမဖြစ်ဖို့လို့ပြောနေတဲ့အချက်မှလည်းဟလာဒီတိုင်းသားလက်နက်ကင်တွေဒေါ်လာရေးမှာအင်အားအရန်ကြီးဟိုအားကိုးနေရတဲ့တိုင်းသားလက်နက်ကင်တွေကို PR ပေးနေတယ်လို့မျိုးဟလာခုနတစ်ဖက်မှာလည်းဒီစစ်ကောင်စီရဲ့လက်ထက်မှာ ြည်တွင်းကမြေဆုံစီမံကိန်းပါဝင်မြေပေါ်မြေအောက်တန်ဇာတာတွေဘလောက်တောင်လက်လွတ်ရမလဲဆိုပြီးပြည်သူကစိုးရိမ်နေရတဲ့အခြေအနေပေါ့နော်ဒါတရုတ်ရဲ့ဆွတ်ဖက်မှုတို့ဩဇာတည်ရောက်မှုတို့ ਨੇ ပတ်သက်ပြီးတော့စိုးရိမ်ရတဲ့အခြေအနေပေါ့လေတရုတ်အဲ့ဆိုတရုတ်အာဟုပစိန်ယူပေါ့ဟုတ်လားခွာတော့အဲ့လိုအဲ့လိုဖြစ်သွားတော့ပြောရမလို့ပေါ့အရင်တော့ကတော့တို့ဝါရဖြန့်ခဲ့တဲ့စကလုံးပေါ့အခုသူတို့ကိုယ်တိုင်ကတရုတ်အာဟုပစိန်ယူရုရှားအာဟုပစိန်ယူဒီလိုမျိုးဖြစ်နေတာပေါ့လေအဲ့တော့အနာဂတ်အခင်းအကျင်းဘာတွေဖြစ်လာမလဲပေါ့နော်အဲ့ဒါကတော့ကျွန်တော်ထင်စိတ်ဝင်စားဖို့ကောင်းတယ် 2025အကုန်2026အစမ်းပေါ့ရွက်ောက်ပွဲကိုတကယ်ကျင်းပနိုင်ပြီဆိုရင်ကျင်းပပြီဆိုရင်ဘလို့အခင်းချင်းနေဖြစ်လာမလဲဆိုတော့တော့တော်စိတ်ဝင်စားဖို့ comment လို့ကျွန်တော်ထင်တယ်ဟုတ်ကဲ့ခုဒီဟာပေါ့လေဒီဒီရွက်ောက်ပွဲက2025အကုန်နဲ့2026နှစ်စမ်းပိုင်းမှာကျင်းပမယ်ဆိုတော့အခုဒီသူတို့ကြိုးပမ်းနေတဲ့အခြေအနေတွေကိုကြည်ချင်းအပြင်သူတို့ပြောတဲ့ အတုံးလုံးတွေကိုကြည်ချင်းအဖြစ်ဖြစ်ဖို့တော်တော်လေးကိုများသွားပြီမဖြစ်ဖြစ်အောင်လည်းလုပ်မယ်ရှိတဲ့လူနဲ့ရတဲ့လူနဲ့ရအောင်လုပ်မယ်ဆိုတဲ့ဟာကိုတည်ထားတာဖြစ်တဲ့အတွက်ကြောင့်ဖြစ်အောင်လုပ်မယ်ဆိုတော့ခုနကကိုအောင်စောပြောသလိုပေါ့နော်2026ရဲ့အခင်းကျင်းနေတာဘာတွေဖြစ်လာမလဲဘာတွေဖြစ်လာနိုင်တယ်လဲဆိုတော့အာတွေးစရာမေးစရာတွေဖြစ်လာတာပေါ့ဆိုတော့ကျွန်တော်တို့လေ2026ကိုကျွန်တော်တို့ကြည့်မယ်ဆိုရင်ကျွန်တော်2008 2009 2010မှာ ဘာတွေဖြစ်ခဲ့တယ်လဲဆိုတာပြန်ပြီးလေ့လာဖို့လိုတာပေါ့နော်2008ဖွဲ့စည်းပုံအတည်ပြုခဲ့တယ်ပြီးတဲ့နောက်နှစ်နှစ်မှာအယူကောက်ဘောကျင်းပနိုင်ခဲ့တယ်စစ်တပ်ကကျင်းပခဲ့တယ်ကျင်းပခဲ့တဲ့အခါမှာလဲစစ်တပ်က proxy party ဖြစ်တဲ့ကြက်ခိုင်ဖွံ့ဖြိုးရေးပါတီကနိုင်ငံတော်တွေ့တယ်ဒါပေမဲ့အဲ့ဒီအချိန်မှာဒီကအတက်ကန်ခေါင်းဆောင်တွေပေါ့တော်ဆန်းစုကြည်ပါဝင်ကျောင်းသားခေါင်းဆောင်တွေရဆအကုန်လုံးထောင်ထဲမှာရှိနေတဲ့အချိန်ပေါ့နော်အဲ့ဒီအချိန်မှာရွေးကောက်ပွဲကိုလဲသူတို့ အောင်မြင်မြင်ချင်းပေါက်နိုင်တယ်ပြောလို့ရတယ်။ဒါကြောင့်လေဆိုတိုင်းပြည်ကလည်းအချိန်မှအတော်ကိုတည်ငြိမ်နေတဲ့ကာလတခုလို့ပြောလို့ရပါတယ်။အခုလိုမျိုးအလား PDF ကော EAO တွေရော ER တွေရောလက်နဲ့ကင်တိုက်နေတဲ့အချိန်လည်းမဟုတ်ဘူး။ဆိုတော့အဲ့ဒီအချိန်မှာတော့တို့2009 2010မှာတော့တို့အဲတို့တို့ရွေးကောက်ပွဲကိုကောင်းကောင်းချင်းပါနိုင်တယ်ရွေးကောက်ပွဲပြီးတဲ့အချိန်မှာတော်ဆန်းစုကြည်ပါဝင်ဟလာအကျဉ်းသားတွေအားလုံးနိုင်ငံရေးအကျဉ်းသားအားလုံးတို့လှုပ်ပေးခဲ့တယ် တန်းပြူစပြီးတော့ဖွင့်မယ်တန်းပြူစပြီးဖွင့်တယ် refund နေစပြီးလုပ်ဖို့စူးစမ်းတယ်ဟလာအဲ့ဒီအချိန်မှာရွက်ကောက်ပွဲကိုစန့်ကျင်ခဲ့တဲ့ရွက်ကောက်ပွဲဝေဖန်ခဲ့တဲ့အနောက်နိုင်ငံတွေရာစအနောက်နိုင်ငံအစိုးရတွေရာစ2017နဲ့2010မှာတော့အဲ့တော့တက်လာတဲ့ဦးသိန်းစိန်အစိုးရကိုစပြီးတော့လက်ခံကြိုးစားလာတာကိုကျွန်တော်တို့တွေ့ရတယ်ပေါ့ဆိုတော့အိမ်ပတိုင်ကလေးဘာတွေဖြစ်ခဲ့တယ်လဲပေါ့အဲ့ဒီအချိန်အိမ်ပတိုင်ကလေးမှာ2000 6089မှာဗားရတွေ့ရတယ်ဆိုတော့အဲ့မှာ third force လို့ခေါ်တဲ့တတိယအုပ်စုစုပေါ်လာတာကျွန်တော်တွေ့ရတယ်ဆိုတော့အဲ့ဒီမှာအဲ့ဒီဟာအဲ့ဒါပြီးရင်မြန်မာမြန်မာ egress ပေါ့နော်အဲ့အဲ့ဒါပြီးရင်တော့အဲ့မြန်မာ egress ကနောက်ပိုင်းမှာတော့မြန်မာ peace center ဆိုပြီးတော့ဖြစ်ခဲ့တယ်အဲ့ဒါကိုဦးဆောင်ခဲ့တဲ့သူကတော့ဒေါက်တာနေဝင်းမောင်ပေါ့နော်ဆိုတော့အဲ့ဒါအဲ့ဒီအချိန်မှာအဲ့ဒီ2008ဖွဲ့စည်းပုံရောနာဝဒနာဖတ်လုပ်မဲ့ရွေးကောက်ပွဲရောနိုင်ငံတကာထိုးဖောက်ပြီးတော့ဒီဟာ marketing လုပ်ပေးရတဲ့ ရောင်းပေးရတာအဲ့ဒီအဖွဲ့ဆိုတော့ကျွန်တော်ပြောချင်တာအခုဒီနှစ်မှာဆိုကျွန်တော်မြန်မာ narrative ဆိုတဲ့အဖွဲ့ဖွဲ့ပေါ်လာတယ်အဲ့ဒီအဖွဲ့မှာပါတဲ့သူတွေကလည်းကျွန်တော်ခုနပြောခဲ့တဲ့အဲ MPC မှာပါခဲ့တဲ့သူလူဟောင်းတချို့ကိုကျွန်တော်တို့တွေ့ရတယ်ညနေဟောင်းတွေပြညနေဟောင်းတွေတွေ့ရတယ်ညနေတဲ့တချို့လည်းပါလာတာကျွန်တော်တွေ့ရတယ်ဆိုတော့အနာသိမ့်ပြီးတဲ့ပျောက်နေတဲ့သူတွေပေါ့နော်အခုဒီပွဲမှာအကုန်ပေါ်လာတာပျောက်ပြန်ပေါ်လာတာတွေ့ရတယ်ဆိုတော့ဒါဘယ်ချစ်လန်းကိုလှမ်းမိလဲဆိုတော့ကျွန်တော်တို့တွေ့ရတယ်ပေါ့နော် ။နောက်ပြီးဒီ think tank ဆိုတာလည်းတကယ်တကယ်တော့စက်ကောင်စီကနေပြီးတော့ထောက်ခံထားတဲ့ဖွဲ့စည်းပေးထားတဲ့ think tank အဖွဲ့အဖွဲ့တစ်ခုပေါ့နော်။သူတို့ကတော့ဒီ election agenda ကိုအပြင်ထွက်ပြီးရောင်းဖို့အတွက် marketing လုပ်ဖို့အတွက်လုပ်ရတဲ့အဖွဲ့ဖြစ်တာပေါ့။ဆိုတော့အခုရွေးကောက်ပွဲအသံနဲ့တူဒီမြန်မာ narrative ဆိုတဲ့ think tank နေရာကျွန်တော်2006ခုနှစ်မှာကျွန်တော်တွေ့ရတဲ့အဲ့ဒီမြန်မာ egress တို့နောက်ပြီးတော့နောက်ပိုင်းမှာ MP စိုးရိမ်ပေါ်ခဲ့တဲ့အဖွဲ့တွေ အဲ့ဒါတွေရဲ့အဲ့ဒါနိုင်ရှင်ကြည့်တင်တယ်လို့ကျွန်တော်အဲ့လိုထင်တယ်အခုကတော့အခင်းချင်းတွေကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်ရွေးကောက်ပွဲဥတည်နေကြပြီပေါ့နော်ဆိုတော့ဒီရွေးကောက်ပွဲကရောဘလောက်ထိဟိုဖြစ်နိုင်ခြင်းရှိတယ်လဲပေါ့အလားလားတရုတ်ကထောက်ခံထားတယ်အိန္ဒိယလည်းစိတ်ဝင်စားတယ်ရုရှားလည်းထောက်ခံထားတယ်ဟလာအာဆီယံထဲမှာဆိုထိုင်းရလည်းတရားကိုစိတ်ဝင်စားစောင့်ကြည့်နေထိုင်းရလည်းကိုယ်စားလည်းလွတ်တယ် ဆိုတဲ့အခါကျတော့ဒီယူကောက်ပွဲတော့မဖြစ်ဖြစ်အောင်လုပ်မဲ့အနေထားလို့ကျွန်တော်တို့မြင်လို့ရတယ်။ဒါပေမဲ့ကျွန်တော်ကခုန2006ခု8930ကိုပြန်ပြောတဲ့အကြောင်းရင်းက2010ရွေးကောက်ပွဲပြီးတဲ့အခါမှာစစ်တပ်ရဲ့ proxy party ပဲပြန်တက်တာကျွန်တော်တို့တွေ့ရတယ်။ဟုတ်ရမလား။အဲ့ဒါပြီးတော့မှသူတို့လွတ်ရမယ်သူတွေကိုသူတို့လွတ်ပေးတယ်။အခုဒီရွေးကောက်ပွဲအခုလုပ်မယ်ဆိုရင်2025 26မှာလုပ်မယ်ဆိုရင်တော်ဆန်းစုကြည်တဲ့တကွာနိုင်ငံရဲ့အကျဉ်းသားတွေ အစိုးရကောင်းဆောင်နေကိုမတိုင်းခင်မှာလှုပ်ပေးမှာလားရွက်ောက်ပဲပြီးတော့မှလှုပ်ပေးမှာလားဆိုတဲ့ကိစ္စပေါ့နော်ပြီးတော့ခုနငင်းငင်း conference တွေငင်းငင်းဆွေးနွေးပွဲတွေကို2016မှာ2029မှာမြင်ရမလားအဲဘလိုပါတီကိုဘလိုပါတီမျိုးကိုစစ်တပ်ကနေပြီးတော့သူ့ proxy party တွေကိုဘယ်သူတွေကိုတင်မလဲဆိုတဲ့ကိစ္စပေါ့ကျွန်တော်ထင်တယ်အဲ့ဒါစိတ်ဝင်စားဖို့ကောင်းတယ်လို့ကျွန်တော်ထင်တယ် ပြီးတော့တိုင်းပြည်ကလည်းအခုချိန်မှာ2010တုန်းကလို့မဟုတ်ဘူးတိုင်းပြည်ကအတော်ကိုမတည်မငြိမ်ဖြစ်နေတဲ့တော်ရင်းရိုင်းတွေတွေလည်းအများကြီးဖြစ်လာတယ်တိုင်းသားလက်နက်ကိုင်တွေလည်းတိုက်ပွဲတွေကျွန်တော်တိုက်ပွဲတွေစတိုက်တွေ့နေရတဲ့ကာလဖြစ်တယ်ပေါ့နော်ဒါပေမဲ့တိုက်ပွဲတွေရက်သွားအောင်လည်းတရုတ်ကအကြီးကျယ်ကျွန်တော်တို့စူးစမ်းပေးနေတယ်ပြည်အားပေးနေတာကိုတွေ့ရတယ်လွန်ခဲ့တဲ့တလနှစ်လောက်ကြည့်မယ်တိုက်ပွဲအချိန်တော်တော်ကြီးတန့်သွားတာကျွန်တော်တွေ့ရတယ်ပေါ့အဲ့2026 2029ဟာနိုင်ငံရေးအပြောင်းအလဲတွေတွေ့လာနိုင်တယ် tahu okay. Okey, kau okay. anda Jesus di mana? Jesus di mana kau cakap?